င်္ဂလာပါ Somyo Korean Language Learning Channel နဲ့ပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုမှာကျွန်တော်တို့လေ့လာရမှာကကိုရီးယားပြည်အခေရာတွေဖြစ်ပါတယ်။ခုဒီအခေရာလေးကတော့ Giot လို့ခေါ်ပါတယ်။ Giot သူ့အတန်အတွက်ကတော့ Ga လို့အတန်ထွက်ပါမယ်။ Giot Ga Giot Ga သူ့အတန်ဖလဲစနစ်ကအင်္ဂလိပ်အခေရာ G တို့ K တို့နဲ့အတန်ဖလဲပါတယ်။ သူရေးဆွဲနည်းစနစ်လေးကဘဲရနေညာဘောကနေအောက်ဒီပိုင်းနဲ့ထည့်ရေးဆွဲပေးရမှာဖြစ်ပါတယ်ဒီလိုလေးပါဘလက်တွေရေးကြည့်အောင်ညာကီယောကကီယောကဆိုပြီးကျွန်တော်တို့ဆိုရင်းနဲ့လေ့ကျင့်သွားပါမယ်ရေးဆွဲနည်းအစစ်နဲ့မှန်အောင် တန်အတွက်ကိုလည်းမှတ်မိအောင်ကျွန်တော်တို့လေ့ကျင့်ရပါမယ်โอเคပထမဆုံးအခေယာပြီးတော့ဒုတိယအခေယာကတော့ Neon Album ဇာတ်လမ်းနဲ့တူပါတယ် Neon သူ့တန်တော့ကတော့ Na Neon Na င်္ဂလိပ်အခေအ n နဲ့ကိုစားပြုပါတယ်သူရေးဆွဲနည်းအဆင့်ရလဲတဆင့်ပဲရှိပါတယ်ပေါ်အောက်ဘညာဒီပိုင်းနဲ့ထည့်ရေးပြရပါမယ်နိုနနိုနဆိုပြီးတော့ကျွန်တော်တို့ရေးကြည့်အောင်နိုနနိုန ဟုတ်တတိယအခရာလေးကတော့ digit လို့ခေါ်ပါတယ်သူ့အတန်အတွက်ကဒဒဒ digit ဒ digit ဒသူ့ရဲ့တန်ဖလဲစနစ်ကတော့ d တို့ t တို့နဲ့တန်ဖလဲပါတယ်ဤစနစ်အစဉ်အားနှစ်ဆင့်ရှိပါတယ် ဘယ်ရနေညာဆဲဆွဲလိုက်မယ်နာပုံစံဘောပညာတပြိုင်နဲ့ထဲဆွဲလိုက်မယ်အဲ့ဒါဆိုရင် the good ကိုရပါမယ်ကြည့်ကြည့်အောင်ညာဒီ good ဒါဒီ good ဒါ ဟုတ်လေးခုမြောက်ကတော့ reul လို့ခေါ်ပါတယ် reul သူရဲ့တန်ရက်က ra လို့လည်းတန်ထွက်လို့ရတယ်လို့ la လို့လည်းတန်ထွက်လို့ရပါတယ်သူအတန်ဖလက်စနစ်က r l ပုံစံမျိုးလေးပါကားလေးကိုယဉ်ဆွဲလိုက်မယ်ပြီးရင်လေကနေဘယ်ညာလေးတစ်ချက်ဆွဲလိုက်မယ်ပြီးရင်နပုံတံဆွဲလိုက်မယ်အဲ့ဒါဆိုရင် ရီဦးကိုရပါမယ်လက်တွေ့ရေးကြည့်အောင်ညာရီဦးလရီဦးရဆိုရင်လည်းလေ့ကျင့်သွားပါမယ်ရီဦးရရီဦးရရီဦးလအဓိကတော့ရေးဆွေးနည်းအဆင့်အတိုင်းမှအောင်ရေးမယ်အတန်အတွက်ကိုမှတ်မိအောင်လုပ်မယ် ရေးကျင့်မယ်ဒါပါပဲခင်ဗျာဟိုနောက်ထပ်အခက်အလေးတစ်လုံးကတော့မီအမ်လို့ခေါ်ပါတယ်၄00ပုံစံလေးပါသူအတန်ထွက်ကတော့မလို့အတန်ထွက်ပါမယ်မေအမ်မအမ်နဲ့ကိုစားပြုပါတယ်ပေါ်ကနေအောက်ကိုတစ်ချက်ဆွဲလိုက်တယ်ခပုံစံလေးတစ်ချက်ဆွဲလိုက်တယ်ပြီးရင်အောက်ကပိတ်လိုက်တယ် ။အဲဆိုရင်မီအုံးကိုရပါမယ်။ဟိုလက်တွေ့ရေးကြည့်အောင်များမီအုံးမမီအုံးမမီအုံးမနောက်ကအခရာလေးတစ်လုံးကတော့ပီအုပ်ပီအုပ် ဘလို့တန်ထုတ်ပါဘီအဘသူကတော့ပီတို့ဘီတို့နဲ့ကိုစားပြုပါတယ်သူရေးစနီးအဆင့်ကတော့၄ဆင့်ရှိပါတယ်ဘောကနေအောက်ကိုတစ်ချက်ဆွဲလိုက်မယ်နောက်ထပ်ဘောကနေအောက်ကိုနောက်ထပ်တစ်ချက်ထပ်ဆွဲမယ်ပြီးရင်အလေအကြောင်းကိုရင်ဆဆွဲမယ်နောက်ထပ်အောက်ကပြေးလိုက်မယ်အဲ့ဒါဆိုရင် B up ကိုရပါမယ် B up ပါ build bar ဆိုပြီးရေးကြည့်အောင် Okay နောက်ထပ် add ခဲ့တဲ့လုံကတော့ shield လို့ခေါ်ပါတယ်။ wine လေးကိုမှောက်ထားတဲ့ပုံစံလေးပါ။ shield သူ့ရဲ့အတန်တော့က sa သူ့အတန်ကိုစားပြုမှုက S လေးနဲ့ပြပါတယ်ဝိုင်းကလေးကိုမောက်ထားတဲ့ပုံစံလေးပါကျွန်တော်တို့ရေးဆွဲရမှာတော့အဖြောင့်တန်းလေးရေးဆွဲရင်ရပါတယ်ဒီမှာတော့ကွန်ပျူတာအက်ခေယာဖြစ်တဲ့အတွက်ကောက်ကောက်လေးဖြစ်နေတာပေါ့နော်ပေပချမ်းကိုရင်ဆဆွဲလိုက်မယ်ပြီးရင်ညာကိုလေလောက်ကနေဆွဲလိုက်မယ် 시오 자 시오 자 저기 예지 아오면 아, 호게 알아 주인 코리아 시간 아케야 코나 롱우 예수니 에센 단드 လက်တွေ့ရေးကျင့်နည်းတွေနဲ့လေ့ကျင့်ခဲ့ရတာလေ့လာခဲ့ရတာဖြစ်ပါတယ်။ဟောကျွန်တော်တို့တပြိုင်တည်းဒီလိုခုနှစ်လုံးရေးဆွဲပြီးလေ့ကျင့်လို့ရတယ်လို့တလုံးချင်းကိုပိုင်နိုင်အောင်ရေးပြီးတော့လေ့ကျင့်ရလဲရပါတယ်။အဓိကတော့ရေးဆွဲနည်းအစင်မှန်ဖို့ရဲ့အတန်တွက်မှတ်မိဖို့ရပဲအဓိကဖြစ်ပါတယ်။ဟောအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ပြီးတော့လေ့လာကြတာပေါ့။